လက်နဲ့မရှိတဲ့ပြည်သူကြတော့တေရဲတဲ့ကောင်ထွက်ခွက်မင်းတို့တွေဟမ်ဘယ်ကောင်တေရဲလဲရန်ကားမှိုက်ရိုင်းတက်ပြစ်ခါအဲ့ဒီပြည်သူကပဲမခံနိုင်လို့လက်နဲ့ကင်ပြီးတော့ပြန်ပြစ်တဲ့အချိန်ကြတော့အကုန်လုံးထွက်ပြေးတယ်ဒါလားစတန်ဒတ်အာမီဟမ်စတန်ဒတ်အာမီစတန်ဒတ်အာမီတို့အော်နေကြတာစတန်ဒတ်အာမီဆိုတာဒါဟုတ်ပြောတာလက်ရှိထိုင်းနေတဲ့ရုပ်တွေကိုကြည့်ကျွန်ဆုပ်တဲ့တေရဲစီကတတ်တဲ့နေတယ်နဲလူများနိုင်ငံနဲ့ရှင်လိုက်ရင်တော့မှစတန်ဒတ်အာမီရှက်စရာကြီးနော်အခုလက်ရှိ ထိုင်းမှာနေဆက်မှာရှိတဲ့ဘလက်ဒိုစခန်းကို KNA ပူပေါင်းအဖွဲ့တွေဝင်ရောက်တိုက်တဲ့အချိန်မှာ63កောင်နော်63ဦးမပြောတော့ပါဘူးဘာဖြစ်လို့63កောင်ထိုင်းထဲကိုဝင်ပြေးတယ်အဲ့ဒီဝင်ပြေးတဲ့63កောင်အခုထိုင်းကလက်မခံဘူးဘာဖြစ်လို့ဆိုတော့အရင်လိုမျိုးမြမတီနေ जा ကော်မတီကနေပြန်လွှဲပေးမှလည်းမဟုတ်ပဲနဲ့မင်းတို့လာရလမ်းတိုင်းမင်းတို့ပြန်တိုက်ပွဲလွတ်တဲ့နေရာမှာမင်းတို့နီးနေမင်းတို့ပြန်ဝင်ဒီထိုင်းမချမ်းလုံးဝလက်မခံဘူးဆိုခွေးမောင်းသူတို့ပြန်မောင်းထုတ်ပြီချင်းနေတဲ့ရုပ်တွေကြည့်အောင် ော်အဲ့တော့ဒီကောင်တွေကိုတနာစရာအကြောင်းမရှိဘူးနော်အခုလက်ရှိကရင်အနေနဲ့ဘူအောင်ဖွဲ့တွေဝင်ရောက်တိုက်တယ်မနိုင်ဘူးလားအလံမျိုးထောင်လိုက်လေဘာမှသူများနိုင်ငံတွေကိုဝင်ပြေးစရာအကြောင်းမရှိဘူးအရှုံးကိုလက်မခံရဲဘူးဆိုတာလေလက်ရှိစစ်ဘုံဂျုံတွေကစပြီးတော့အောက်ခြေစစ်ခွေးတွေအထိဒီကောင်တွေကယောက်ျားတတ်တိမရှိဘူးယောက်ျားဆိုတာရှင်ပြိုင်ရဲရတယ်ရှင်ပြိုင်လက်ရှိအရှုံးအနိုင်ကိုလက်ခံရဲရတယ်ငါရှုံးတာငါနိုင်လားအဲ့ဒီအပေါ်မှာရဲရဲမွန်းလက်ခံရဲရတယ်လက်ရှိမင်း လက်ရှိမင်းအောင်လှိုင်ကစပြီးတော့နော်အောက်ခြေစစ်ခွေးတွေအထိဒီကောင်တွေအရှုံးနိုင်အောင်လက်မခံရဘူးနော်မင်းအောင်လှိုင်လက်ကြည့်နော်ဒါကြောင့်မလို့ကြံဖို့ပါတီဝင်တွေအားလုံးဟာကိုယ့်ကိုပြည်သူလက်မခံလို့နော်ဘောင်းဆိုကြံဖို့ပါတီဝင်ခေါင်းဆောင်ပိုင်းတွေအကုန်လုံးဟာလက်ရှိစစ်တပ်ကနေဘောင်းမီချွတ်လာတဲ့ကောင်းကြီးပဲနော်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တယ်ကိုယ့်အကူစောက်ကျင့်မကောင်းလို့ပြည်သူလက်မခံလို့မဲမရတာလေအဲ့ဒါကိုဘာဖြစ်လဲအမ်းမဲမတမအောင်ပါဆိုမင်းအောင်နိုင်ကိုသွားတိုက်တယ်မင်းအောင်နိုင်ကလည်း तू ကတမနာယာဓုကိုတောင်းထားတယ်စဉ်းစားကြည့်လေတမနာယာဓုကသူ့အမဲ့လင်တောင်းလိုက်ရငါသားမင်းအောင်နိုင်အတွက်ငါဘယင်ငါသားမင်းအောင်နိုင်ကြီးလိုက်တမနာယာဓုပေးလို့ပြောရတဲ့အမွေမဟုတ်ဘူးလေသူ့ကိုတမနာယာဓုပေးရအောင်ဟမ်ဘလို့ကောင်းမျိုးစဉ်းစားလို့မတတ်တော့ဘူးအဲ့တော့ဘာဖြစ်လဲအရှုံးကိုလက်မခံတာနော်လက်ရှိစစ်ဘုံကျုပ်ဒီနောက်ပိုင်းခေတ်စစ်ဘုံကျုပ်တွေဟာအရှုံးကိုလက်မခံရဲတဲ့အောက်တန်းစားတွေဘလောင်းပလဲပြောတတ်တဲ့မိမ့်မွှင်တွေနော်အခုလည်းကြည့် နော်ဘလက်ဒိုစခန်းကိုကရန်နေပွန်းပွဲဝင်တိုက်တယ်မနိုင်ဘူးလားမနိုင်အလံလူထောင်လိုက်လေလက်နှက်ချအညံ့ခံလိုက်လေသူများနိုင်ငံတွေကိုတိတ်ခမဲ့ဆိုတာဘာကြောင့်ဝင်ပြေးစရာအကြောင်းရှိလဲစောက်ရှက်မရှိလို့ဝင်ပြေးတာပေါ့ဟုတ်တယ်မလားရှင်းနေတယ်နော်လက်နှက်ချပြီးအလံလူထောင်တဲ့လူတွေကိုဘယ်သူကရောရေးဆက်ဆက်ပြစ်တတ်နေတယ်ကိုကြွေးထမင်းကြွေးပြီးတော့ဟိုမှာကောင်းကောင်းမွန်မွန်ထားလို့တော့ပြည်သူတွေကစဲနေတာဟုတ်တယ်မလားအခုအဲ့ကောင်တွေဘာဖြစ်နေလဲဆိုတော့ခွေးကျွန်းတင်လို့ဖြစ်နေပြီနော်ဒီဘက်ကစစ်တပ်ကောင်စီဘက်ကိုပြန်မယ်ဆိုလို့ရှိရင်လည်း တစ်ဖွဲ့လုံး63កောင်လုံးထွက်ပြေးတာဆိုတော့တန်ရင်တက်ဖွဲ့လိုက်အကုန်စွန့်ပြီးပြေးတာဆိုတော့အရေးယူခံထိမယ်နော်အဲ့တော့ထိုင်းထဲမှာဆက်နေဖို့ကြတော့ထိုင်းကလက်မခံပြန်ဘူးရုပ်တွေကိုလည်းကြည့် standard army ရုပ်တွေနော်အခုတည်င်းလေးကိုကျွန်တော်ဖတ်ပြပါအောင်မယ်ကရင်ပြည်နယ် concrete မြို့နယ်ထိုင်းမြန်မာနယ်စပ်ဘလက်ဒိုကြီးရွာအနီးရှိစစ်တပ်စခန်းကို KNL ဥဆောင်တော်တော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရတယ်စစ်ကောင်စီတပ်ဖွဲ့မှအများအပြားထိုင်းနိုင်ငံပက်ချန်းတို့ထွက်ပြေးတွားပြီးလက်နက်ချလို့များလည်းအများအပြားရှိကြောင်းရှေ့တန်းတော်နိုင်ရေးတရင်းကြီးကပြောဆိုတယ် မေလ23ရက်နေ့ညနေ9:00နာရီအချိန်စစ်ကောင်စီတပ်ဤဘလက်ဒိုစကန်ကို KNU တပ်မဟာ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN ၏ကရင်မျိုးသားကာကွယ်တပ်ဖွဲ့ဒီ KNDO နှင့်ပြည်သူ့ကာကွယ်တပ်မတော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းဆိုပါစကန်တိုင်းတိုက်ပွဲတွင်စစ်တပ်ဘက်မှတေဆုံးသည့်လူများရှိသည့်လက်နက်ချသူများလည်းရှိကြောင်းထိုင်းနိုင်ငံဘက်အစံတို့ထွက်ပြေးသူများလည်းရှိနေကြောင်းတော်လိုင်းသတင်းကြီးကဆိုတဲ့စကန်ထဲမှာလည်းတေတဲ့စစ်သားအောင်တွေအများပြားတယ် လက်နဲ့ချတာလည်း20ဦးကျော်ရှိတယ်ထိုင်းဘက်ကိုထွက်ပြေးတာလည်း25ဦးလောက်ရှိမယ်တကယ်တော့ထိုင်းဘက်ပြေးတာတော့65ဦးပါစခန်းမှာအင်အား100လောက်တက်ဆွဲထားတာအခုထွက်ပြေးပြီးစိုက်ပျိုးရေးအခင်းတွေထဲမှာပုံနေတဲ့ကောင်တွေလည်းရှိသေးတယ်ရှင်းလင်းရေးတွေလုပ်နေတော့မဲ့ဟုတ်ရှေ့တန်းတော်လိုင်းတရင်းကြီးကဆိုတဲ့ထိုင်းခြေဆိုင်မက်ဒစ်စတိုဒရင်းဌာနကလည်း KNU ပလက်တိုစခန်းကိုတိမ့်ပိုက်ပြီးနောက်တေဆုံးလူထွက်ပြေးသူတွေဒဏ်ရာရသူစစ်သား60ဦးခန့်ရှိပြီးထွက်ပြေးလာသူများမှာထိုင်းပိုင်နဲ့နေပြည်တော်ဝန်ထမ်းနိုင်ငံကြောင့်တရင်ရေးသားပေါ်ပြတ်ထားတယ် ကင်အီမာမေဘူအောင်တက်ကချိန်မုံနိုင်ခဲ့ပြီးဖြစ်တော့ဘလက်ဒိုစကမ်းမှာ2022ခုနှစ်မတ်လ29ရက်နေ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်ရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သား60ခန့်တေဆုံးခဲ့ကြောင်းစစ်ကောင်စီကရင်းစကမ်းကိုပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလတွင်နှစ်ကြိမ်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။လက်တလုံးတေဘောဘူးရွာရှိတေဘောဘူးစတစ်စတစခန်းကို KNL မှာမိတ်တပ်များကဆက်လက်ပိတ်ဆို့လျက်ရှိကြောင်းထို့ပြင် Wallace စစ်ဗျူဟာ ကနဲလေးစခန်းထီပလဲစခန်းဩကရိခစခန်းတို့ကိုလည်း KNL မာမိတ်တများကဝန်ဝန်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNL သတင်းရင်းမြစ်ကပြောဆိုတယ်။နော်ဒါကတော့လက်ရှိပထမသတင်းပေါ့နော်နောက်သတင်းကတော့အခုထိုင်းမြန်မာနယ်စပ် KNU တိမ့်ပိုက်ထားတဲ့စစ်တပ်ဘလက်ဒိုစခန်းမှာထွက်ပြေးလာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်62ဦးကိုထိုင်းစစ်တပ်ကလက်မခံပဲမြန်မာဘက်ကပြန်ပြန်ပြင်ထုတ်နေကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခရစ်တရင်ဌာနကပြောဆိုတယ် ယမန်နဲ့23ရက်နေ့ညနေပိုင်းထိုင်းမြန်မာနယ်စပ်ကြီးစစ်ကောင်စီဘလက်တိုစကန်ကို KNU တပ်မ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN နဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်တိမ်ပိုက်ခဲ့ကြောင်းအဆိုပါစကန်တိုင်းတိုက်ပွဲတွင်စစ်တပ်ဘက်မှ30ကျော်လက်နက်ချပြီးစစ်သားအလောင်း10လောင်းရရှိကြောင်းထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသူစစ်သား62ဦးရှိကြောင်းသိရတယ်။ထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသွားတော့မြန်မာစစ်သား63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်တို့ပြန်ကူးရန်နှင်ထုတ်နေကြောင်း မြန်မာစစ်သားများကိုရခိုင်ကကဲ့သို့မြန်မာစစ်ကောင်စီထံသို့ပြန်လွှဲပေးခြင်းမလုပ်တော့ဘဲဘေးလွတ်ရာမြန်မာဘက်အချမ်းတို့ပြန်ကူးရန်ထိုင်းစစ်တပ်ကဖိအားပေးခြင်းထုတ်နေကြောင်းသိရတယ်။ထိုင်းဘက်ကထွက်ပြေးသွားတာ62တောင်းဦးရှိတယ်။အရက်ဝတ်တွေနဲ့လက်နက်မပါဘူး။အဲ့ဒါထိုင်းစစ်တပ်ကထိုင်းနဲ့အဝင်မခံဘူး။ပြန်ထွက်ခိုင်းနေတယ်လို့သိရတယ်။မြန်မာဘက်အချမ်းတိုက်ပွဲလွတ်မဲ့နေရာပြန်ပြေးဝင်ဖို့ပြောနေတယ်။ထိုင်းစစ်တပ်ကသူတို့ဘာသာသူတို့လွတ်မဲ့နေရာပြန်ဝင်ခိုင်းနေတာထိုင်းကနယ်ပြန်နှိမ့်နေတာလုံးဝလက်မခံဘူး။အရင်လိုမြောက်ပြီးနယ်ကြားကော်မတီကနေလည်းပြန်မလွှဲဘူး။ မင်းတို့အစဉ်ပြင်မဲ့ဘက်ပြန်ကူးတော့ငါတို့လက်မခံဘူးဆိုပြီးဖြစ်နေတာထွက်ပြေးတဲ့ကောင်တွေကလည်းစစ်တောင်းတောင်းလုံးစခန်းဆွန့်ခွာပြေးတာဖြစ်လို့စစ်တပ်ဘက်ပြန်လွှဲရင်လည်းအေးအေးယူခံရမှာဆိုတော့ဒီကောင်တွေစုတ်လဲစူစားလဲယူကိန်းဖြစ်နေတာဟုထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်းကြီးကပြောတယ်ဘယ်လိုစခန်းတိုင်းတိုက်ပွဲတွေတော်လန်ရေးတပ်သားများဘက်မှရဲဘော်တော်ဦးကြာဆုံးခဲ့ပြီးဆယ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလက်ရှိအချိန်တွင် KNN ဥဆောင်သောပူးပေါင်းမဟာမိတ်တပ်ကန်းကထိုင်းမြန်မာနယ်စပ်စစ်ကောင်စီတပ်စခန်းအလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြရှိကြောင်းသိရတယ် တင်းဖတ်ကလာရရှိလိုက်တာကွာတို့တင်းမျိုးတွေအမြဲဖတ်ချင်တာဟမ်ဘလောက်ရတာရှိလဲကဲကဲခေါ်လိုက်ပါဟိုဘက်ကမန်ရှင်းခေါ်လိုက်ပါကြောင်စိုးဦးတို့ဇော်ဘုံဟောင်းတို့ကြောင်မျိုးမင်းတို့အဲဘာလဲရှိသေးတယ်ဟိုဟိုဘာဆိုတော်ဆိုတော့ကောင်ပါစပင်းနီကြောင်နဲ့ဟိုအင်္ဂလိပ်မတ်စပုတ်ယုတ်နဲ့အဲအဲ့ဒီကောင်တို့နောက်ရှိပါသေးတယ်ဟမ်ပေါက်မန်းလေးစေပြောနေတာပြောလိုက်လို့ရှိရင်တို့စစ်တပ်ဘက်ကအကုန်ထိထားတာတော့ကိုလို့ပြစ်ကူစစ်ကူဘယ်လိုလုပ်ထားတာအေးဆေးပဲလို့ဟုတ်လား အဘောအရင်တန်တန်နဲ့ဟောနေတယ်အရှိမဖုံးတုံးထောင်ပြီးတော့ဘာတက်တဲ့ဗီဒီယိုဖိုင်နဲ့မရှိဓာတ်ပုံနဲ့မရှိနော်ကြည်သွားဒို့တော်လှန်ရေးဘက်အချမ်းကလေတင်ခဲ့တဲ့တည်မှန်တည်းများအဲ့လိုတက်တဲ့တက်ကရနဲ့ယောဟန်ဒီမှာဘယ်စကန်းကိုတင်တာမင်းတို့ခွေးတွေဘလို့ပြစ်နေတယ်တိတိကျကျအဲ့လိုတင်ရတယ်နော်မတိကျတဲ့တည်င်းဆိုငါတို့ဘက်ကလည်းလက်မခံဘူးရှင်းလားနော်အဲ့တော့ပြောချင်တာကမင်းတို့ဘက်ကရှုံးနေတယ်အရှုံးကြီးကိုဘာဖြစ်လို့လက်မခံတာလဲလက်ရှိစစ်ရှုံးနေတာဘလူးဘက်ကရှုံးနေတာ အရှုံးကိုလက်ခံကြလိုက်ဟိတ်တိုင်းပြည်ကအေးဆေးဖြစ်သွားမှလေရှင်းရှင်းလေးနော်ကိတုဘက်ကတော့လက်မခံတော့ဘူးပြည်သူကစားခဲ့တဲ့ပွဲမဟုတ်ဘူးမင်းတို့စားတဲ့ပွဲနော်မင်းတို့စားတဲ့ပွဲမှာအခုမင်းတို့ပုဆိုးပဆက်ရှုံးနေတာဒါပေမဲ့မင်းတို့တွေကမိမလောင်မိမချာနေဆိုတော့အရှုံးကိုလက်မခံရဲကြဘူးအဲ့တော့ယောက်ျားပီတာဖို့လိုအပ်တယ်နော်ယောက်ျားပီပီရှင်ပြန်ဖို့လိုအပ်တယ်မင်းတို့မှာနံပါတ်1တိုင်းပြည်ရဲ့ဘန်နာကိုဖင်ခုထိုင်ပြီးတော့ဒီပြည်သူကိုပြန်တိုက်တဲ့နေမှာမင်းတို့တုံးနေတယ် နော်နိုင်ငံပိုင်ပတ်စံနဲ့ဝယ်ထားတဲ့ဒီယဟန်ရင်တွေတိုက်လေရင်တွေအတုံးပြုပြီးတော့ဒီပြည်သူကိုပြန်လဲဘုံကျဲနေတယ်အဲ့ဒါတောင်မှမင်းတို့ကအခုစကမ်းတွေတစ်ခုပြီးတစ်ခုနော်စွန့်လွတ်ကပြီးအရှုံးကြီးရှုံးနေတာဒါပေမဲ့အဲ့ဒီအရှုံးကိုမင်းတို့လက်မခံဘူးနော်အဲ့တော့ပြောချင်တာကကွာယောက်ျားပြည်သားလိုက်ကြပါတော့မင်းတို့ပဲအချမ်းမှရှိတဲ့ဒီမင်းအောင်လိုင်ကစပြီးတော့အောက်ခြေစစ်ခွေးတွေအဆုံးထိနော်စစ်သားတွေလည်းဒုက္ခရောက်နေကြတယ်ဘာလို့စစ်ခွေးနဲ့စစ်သားနှစ်ဖွဲ့ရှိတာ ਉਹ နော်တကယ်စစ်သားတွေကနော် ထွက်လဲထွက်လို့မရเนาะဒီထဲမှာ ਨੇ မိသားစုနဲ့ဒုက္ခရောက်เนาะအဲ့ဒီစစ်သားတွေမျက်နှာကိုထောက်ရှုပေးပါเนาะမင်းတို့တကယ်စစ်တပ်ကိုရှစ်တယ်ဆိုလို့ရှိရင်စစ်တပ်ကိုစစ်တမ်းလင်းအားပြန်ခိုင်းလိုက်ဒီအပြေကပြီးနေတယ်ထောက်တယ်မှာဒီပွဲမှာဒီအာနာသိမ်းပွဲမှာငါတို့ရှုံးတယ်နော်ငါတို့စစ်တပ်ကိုငါတို့စစ်တမ်းလျားပြန်ခေါ်သွားမယ်ဒီအာဏာသိမ်းမှုမှာပြည်သူကိုသွားပြီးတော့ဒုက္ခပေးတဲ့တက်ဆိုင်ရာအကောင်တွေကိုမင်းတို့အေးအေးယူကြပါငါတို့စစ်သားတွေကစစ်တမ်းလျားပြန်မယ်ပွဲရပြီးသွားပြီ Jake ပွဲပြီး meeting ။နောက်တစ်ကြိမ်မင်းအွန်လိုင်းတော့လက်ကင်းလေးထွက်လာမှာပေါ့။ဟုတ်တယ်မလား။ဒါကတော့ရှင်းရှင်းလေးပဲလက်မခံလို့မရဘူးလေ။ तू မှုရဲပြဿနာလေ။ तू မှုရဲလို့လည်းခင်ဗျားတို့စစ်တပ်ကစစ်သားတွေမှောင်မှန်းဆိုပေးရတယ်။နော်။အခုကြည့်စကမ်းဝင်တိုက်တယ်။မပြောချင်တာကဒီနေရာမှာကျွန်တော်တခုလောက်နော်ဒီဗီဒီယိုဖိုင်ကိုအဲ့ဒီစစ်သားတွေတွေ့မယ်ဆိုရင်ကျွန်တော်ပြောချင်တာခင်ဗျားတို့ရှုံးနေတဲ့အရှုံးကိုရရဲဝုံးဝုံးရင်ဆိုင်လိုက်ပါယောက်ျားဆိုတာအရှုံးနဲ့အနိုင်နှစ်ခုကိုလက်ခံရင်းငါနိုင်အောင်တိုက်မှန်တာနိုင်အောင်တိုက်အနိုင်ရောက်ယူလိုက်မနိုင်ဘူးလားအရှုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ နော်လက်ရှိစခန်းနေဝင်ပစ်တယ်ကိုမနိုင်မှန်းတင်တဲ့ဟာကိုခံလဲမပြစ်နဲ့နော်မင်းတို့ဘက်ကတေလဲမြန်မာပြည်သားပဲလာတိုက်တဲ့တော်လိုင်းဘက်ကတေလဲမြန်မာပြည်သားပဲနော်အဲ့တော့အရှုံးကိုအစတည်းငါတို့ရှုံးမနေဟုတ်တယ်ငါတို့စစ်သားတွေကတော့မနိုင်ဘူးကွာတော်လိုင်းအင်းအစုတို့ရောဟုတ်တယ်မစခန်းယူပါငါတို့အလံယူထောင်တယ်မင်းတို့ကြိုက်တယ်လို့ငါတို့အေးအေးယူမင်းတို့မပြစ်ခင်တည်းကအလံယူထောင်ပြီးတော့အရှုံးပေးလိုက်ကြည့်မင်းတို့အတွက်မှက်တစ်ဖောက်စွန်းဝိုင်းကြိုက်တယ်လို့လာပြော ဒါပေမဲ့အခုလိုမျိုးတိတ်ခံမဲ့ဆိုတာသူများနိုင်ငံကိုထွက်ပြေးတာဒါကွာမင်းတို့မင်းတို့ပြောနေတဲ့စတန်ဒတ်အာမီကိုရှစ်ဆရာကြီးဟမ်ဘာဘယ်နေအောင်စတန်ဒတ်အာမီလဲဘာလဲစတန်ဒတ်ဆိုတာဟိုကြောင်တဲ့စတီးကစတန်ဒတ်ဟုတ်လားအဲစတီးတွေဆိုရင်စတန်ဒတ်အဲစတီးကြီးတာလေဟုတ်လားပြောင်တာစတီးပဲကောင်းတယ်တိတာပြောင်တာစတီးတွေလောင်တာမီးတယ်ဟွာဆိုရင်တော့ဟွာပဲရှိတယ်နော်တိတ်မပြောကြည့်ဘူးတိတာအဲ့တော့စတန်ဒတ်ဆိုတာနေရာတကာမတုံးနဲ့ကိုယ့်ရဲ့စတန်ဒတ်ကိုကြည့်အောင်တိလားမင်းတို့စတန်ဒတ်ကပြောင်တာစတီးဖြစ်နေပြီနော်အဲ့တော့ အခုလိုမျိုးထွက်ပြေးတော့ဟိုကထိုင်းရတယ်မင်းတို့လက်မခံတော့ဘာဖြစ်လို့တိတာထိုင်းဆိုတဲ့ဟာမျိုးကတာလည်းမှပဲနေတယ်ကွာနော်ရှင်းရှင်းလေးလေးလက်ရှိနေဆက်တောက်လျှောက်အားလုံးကိုဘလူဒီပိုင်ထားပြီနော်မင်းတို့ဘောမာတွေကမြှောက်ပေးတာပဲရှိတယ်တကယ်ကသေးတာသူတို့သေးတာမဟုတ်တဲ့ဟာကြီးကိုအဲ့ဒီအဲ့ဒီကြော်စိုးတို့ဘာလို့လက်ရှိတိုင်းမှာနော်အခုလိုမျိုးဘလက်ရိုစခန်းပိတ်ခံရတဲ့ကြော်စိုးကိုလေနဲ့လာပို့ခိုင်းလိုက်စခန်းမကြရေးကြော်စိုးကူးဆောင်ပြီးတိုက်ရောအဲ့ကောင်တိုက်ရဲတာအဲ့တော့ပဲပြောဟိုလေလိုင်းဘောကနေစပောက်ကမြှောက်ပေးနေတာသေသူသေးတာမဟုတ်တဲ့ဟာကြီးကိုအဲ့အောက်မှာစစ်သားတွေရဲနေသေးတာလေကွာ ဟုတ်တယ်မလားသူတို့ပြောရင်အမြဲနိုင်နေတယ်ဟမ်ပြီးရင်စခန်းကြီးပါသွားပြန်ပြီအဲတောက်ပိုင်းမှာဆိုဘလို့ထိန်းကြတာစစ်ကူပစ်ကူတွေနောက်ထပ်အင်အားတွေဘလို့လှုပ်ထားတာအရှိပါလေပေါက်ပန်းနေသူကနောက်ရှိပြောဟဲ့ဟိုတက်ထိန်ငထိန်ဆိုတော့ပါဆိုတကောင်ရှိသေးတယ်အမဟမ်စစ်သားစစ်သားလို့လိုင်းမော်တက်ပြီးအာချောင်းနေပြောလိုက်စောက်ကြီးစောက်ကြယ်တည်းကြီးပဲဟမ် အကောလုံးကိုလုံးချပါခုနကပြောသလိုအဆုံးကိုလက်ခံလိုက်ဒီတိုင်းကြီးရဲ့ပြဿနာပြီးပြီနော်မင်းတို့အာနာသိန်းနေ ်အာနာသိန်းတော်မင်းတို့အားပေးခဲ့တဲ့အချမ်းနဲ့အာမပေးဘဲငြိမ်တဲ့အချမ်းဆိုရှိတယ်နော်တကက်စစ်သားကောင်းတွေကမရှုပ်ဘူးစစ်သားစစ်သားအလုပ်လုပ်ကြတယ်တိုင်းပြည်ရေးမှာဝင်မရှုပ်ဘူးစစ်သားကောင်းတွေကနော်စစ်ခွေးတွေတာအပေါ်ကအဲ့စစ်ဘုံကျုပ်တွေကောင်းစားဖို့အတွက်လိုက်ဟောင်လိုက်ကိုက်လိုက်အောနေတာမင်္ဂလာပါနော်အဲ့တော့ဒီတိုင်းဒီပြက်တနာဟာရှင်းရှင်းလေးနော်မင်းတို့ဘက်ကအာနာသိန်းတဲ့ကောင်တွေဘက်ကရှုံးသွားပြီအဲ့တော့စစ်တပ်ကိုစစ်တမ်းလေးပြန်ခေါ်သွားလိုက် နော်ဒီလက်ရှိအာဏာသိမ်းမှုမှာပါဝင်တက်တက်ကြွကြွပါဝင်လှုပ်ဆောင်ခဲ့တဲ့စစ်ရာဇမှုကျူးလွန်ထားတဲ့ကောင်တွေကိုအပြစ်ကိုခံလိုက်အဲ့ဒါဆိုရင်မင်းတို့ဘယ်တော်လိုင်းအင်အားစုမှမင်းတို့လိုက်ပြစ်မနေဘူးအာယုံနောက်လို့လမ်းဘေးခွေးပိတ်ကန်အောင်နည်းနည်းအကျိုးရှိအောင်မယ်ဟုတ်တယ်မင်းတို့လည်းပြစ်ကတာမလွှဲတာလို့ပြစ်နေရတာဘယ်ကောင်မှမပြစ်ချင်ဘူးနော်တန်ဖို့မဲ့တဲ့ဒီလိုကောင်မျိုးတွေတိုင်းပြည်ဗန္နာကိုဖိခုတိုင်းပြည်သူကိုဒုက္ခပေးနော်အခုတို့တကယ်တကယ်ဝင်လက်နဲ့လက်နဲ့ချင်းရှင်ပြစ်မနိုင်ပါလို့လေဟမ်ကလိန်ကကြစ်ရွာတွေလက်နဲ့မရှိတဲ့ပြည်သူရွာတွေဝင်မီးရှို့ ဟမ်တွေ့တဲ့ပြည်သူကျွဲနွားအကုံလက်လက်ယူအိမ်တွေရိုက်ဖွင့်တွေ့တဲ့လက်ဝတ်ယတနာအကုံခိုးယူဒါလားစနနဲ့အာမီတကယ်ငယ်လက်နဲ့ရှိတဲ့လူနဲ့အခုလိုတူတင်ကိုတင်ချတဲ့အချိန်မှာမလုပ်လေလေရင်နဲ့လာကြီးဘုံကျဲတယ်ဟမ်လေရင်နဲ့လာကြီးဘုံကျဲတော့မနိုင်တော့ဘာလို့ထွက်ပြေးတယ်အခုလိုဟာလက်ဖျားခါတယ်စောက်ကျိုးနဲ့စနန္ဒအာမီနော်မင်းတို့တွေရှက်တိုင်းလဲနေလို့ရတယ်သိလားအဲ့တော့ယောက်ျားပီတတ်ကြပါပြောချင်တာအဲ့ဒါပဲလူဆိုတာအရှုံးနဲ့အနိုင်နှစ်ခုကိုလက်ခံရရနော် မင်းတို့လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဓိကလက်ခံမှာကအရှုံးကိုလက်ခံမှာမင်းတို့ရှုံးသွားပြီဒီပွဲမှာအဲ့ဒီအရှုံးကိုတိုက်ခါရှိရှိလက်ခံတတ်ဖို့အရေးကြီးတယ်အဲ့ဒီအရှုံးကိုမှတိုက်ခါရှိရှိလက်မခံမှုဆိုရင်တော့မင်းတို့ရဲ့နေဝင်ချိန်ဘယ်လိုမှကောင်းမှာမဟုတ်မယုံကြည်လိုက်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ ထိုင်းမနေစကအချက်ဖတ်စကောင်းစီရဲ့ဘလက်တူတက်စကန်ကိုကန်နလီပူပေါင်းတက်တွေကပိတသိမ့်ပိုင်မှုအတွင်လက်နက်ခင်းရဲ့အမြောက်များကိုတော်လိုင်းတက်တွေကတင်းစီရရှိထားသလိုစေကောင်းစီတက်တာအယောက်30ကျော်ကလည်းလက်နက်ချခဲ့ကြပြီးဂျန်နဲ့စေကောင်းစီတက်တာအများအပြားကတော့ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားကြတယ်လို့ရှေ့တန်းတော်လိုင်းရဲ့သတင်းရှင်းမိကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ ဂျင်းပြည်နဲ့ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတကူပြီးတကူတိမ့်ပိုက်လာနေတဲ့ KNL ပူးပေါင်းတပ်တွေဟာနောက်ထပ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ Blood Do တပ်စခန်းကိုပါမေလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတ်တိမ့်ပိုက်လိုက်ပြီဆိုပါတယ်။အဲဒီစခန်းတိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတည်တဲ့ဒူတွေနဲ့တော်တော်ကိုများထားတဲ့အပြင်စစ်ကောင်စီတပ်သားအယောက်30ဝန်းကျင်ကလည်းလက်နက်ချအညံ့ခံခဲ့တာတွေရှိထားပြီးစခန်းတွေကနေလက်နက်ခဲရဲ့အမြောက်အများကိုလည်းတော်လိုင်းရေးတပ်တွေကတင်စီရရှိထားသလို ဂျန်နဲ့စစ်ကောင်စီတပ်သားအများပြားကတော့ထိုင်းနိုင်ငံဘက်အချက်ကိုထွက်ပြေးသွားကြတယ်လို့ရှေ့တန်းတော်လိုင်းရေးသတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာလည်းဂန်နလီပူပေါင်းတပ်တွေဟာအဲ့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့နောက်ထပ်စစ်ကောင်စီရဲ့တေဘောပိုးဝေါ်လေးကနဲလေးစတဲ့လက်ကျန်တပ်စခန်းတွေကိုပါဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ဂန်နလီသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တဆက်ထဲမှာပဲထိုင်းမန်နေဆာမှာကင်နလီပူပေါင်းတပ်တွေကတင်ပိုက်လိုက်တဲ့အချက်ဖက်စစ်ကောင်စီရဲ့ဘလတ်တူတက်စကန်ကနေ ထိုင်းနိုင်ငံဘက်အချံကိုထွက်ပြေးသွားတယ်စစ်ကောင်စီတပ်သား63ဦးကိုထိုင်းစစ်တပ်ကလက်မခံပဲမြန်မာဘက်အချံကိုပြန်ဖို့နှင်ထုတ်နေတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရှိမိကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာတော့ထိုင်းနိုင်ငံဘက်ကအရင်လိုစစ်ကောင်စီတပ်သားတွေထိုင်းနိုင်ငံဘက်ထွက်ပြေးလာရင်စစ်ကောင်စီလက်ထက်ပြန်လွှဲပေးတာမျိုးမလုပ်တော့ပဲအခုလက်ရှိမေလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲစစ်ကောင်စီရဲ့ blood to test scan ကနေထိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်သား63ဦးကိုထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်အချံပြန်သွားဖို့နှင်ထုတ်နေတယ်ဆိုပါတယ် ဲ့ဒီမှာတိုက်စစ်တကစကောက်စီတသားတွေကိုပြောတာကတော့မြန်မာနိုင်ငံဘက်ကတိုက်ပွဲနဲ့လွတ်တဲ့နေရာတွေကိုကိုဘသာအစဉ်ပြေသလိုပြန်ပြီးပြေးဝင်ကြဖို့ ਨੇ ထိုင်းဘက်ကလက်မခံဘူးဆိုတာမျိုးတွေအထိပြောပြီးနှင်ထုတ်နေတာဖြစ်သလိုလက်ရှိထိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်ကောက်စီတပ်သားတွေကလည်းစစ်ကြောင်းတစ်ကြောင်းလုံးစာလောက်ကြီးစခန်းကိုစွန့်လာတာဖြစ်တဲ့အတွက်စစ်ကောက်စီလက်ထက်ပြန်ရင်လည်းသူတို့ဟာအေးအေးယူခံရမှာဖြစ်တာကြောင့်အဲ့ဒီစစ်သားတွေအကုန်လုံးဟာစုံလဲစုစားလဲယူတဲ့ပုံစံဖြစ်နေတယ်လို့ထိုင်းမြန်မာနယ်စပ်တရင်ရေးမြစ်ကပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့နိုင်ငံရေးမှာအမှုပညာရှင်တချို့ကလွဲမှားပြီးပါဝင်နေကြတာကြောင့်နိုင်ငံကမဖြစ်တင်တာတွေဖြစ်ခဲ့ရတယ်ဆိုပြီးအဂျမ်ပါစစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ဆိုတဲ့သူကအပြစ်တင်အပုတ်ချပြောဆိုလိုက်ပြန်တဲ့အပြင်ရုပ်ရှင်ရုံတွေမှာစစ်တပ်ကအတိပေးခြင်းနဲ့အချက်တွေကိုပြသရမယ်ဆိုပြီးတော့ပါအမိန်ထုတ်လိုက်ပြန်တယ်လို့သိရပါတယ်။ဒါကိုတော့ယမနီကရကုံမျိုးမှာပြုတ်လုတဲ့ရုပ်ရှင်ဇာတ်ကားတွေရုံတင်ပြသရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာအဲဒီအဂျမ်ပါစစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဆိုသူမောင်မောင်အောင်ကပြောတော့တာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီစီဝေးမှာအချက်ဖတ်မမအောင်ဆိုတဲ့သူအဓိကပြစ်တင်ပြောဆိုသွားတာကတော့အမှုပညာရှင်တချို့ကကိုယ့်ရဲ့အမှုပညာလုပ်ငန်းကိုမလုပ်ဖဲနိုင်ငံရေးလုပ်ငန်းတွေမှာဝင်ရောက်ဆွတ်ဖက်လုပ်ခဲ့ကြတဲ့အတွက်နိုင်ငံမှာမဖြစ်တဲ့မဖြစ်ထိုက်တာတွေဖြစ်ခဲ့ရတယ်ဆိုပြီးပြောသွားသလိုလက်ရှိအမှုပညာရှင်တွေအနေနဲ့ပြည်သူတွေကိုစစ်ကောင်စီကပြောခြင်းနဲ့မန်ကန်နဲ့လမ်းကြောင်းကူတာရောက်အောင်လမ်းပြပေးရမယ်ဆိုပြီးပြောသွားပြန်တယ်လို့သိရပါတယ်။ဒါအပြင်ရုပ်ရှင်ရုံတွေမှာလည်းစစ်တပ်ကပြည်သူကိုတင်ပြခြင်းနဲ့အချက်တွေအတိပေးခြင်းနဲ့အချက်တွေကိုမဖြစ်မနေပြသဖို့လိုအပ်တယ်ဆိုပြီးတော့ပါ။ အဲ့ဒီအချမ်းဖတ်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ဆိုတဲ့သူကရုပ်ရှင်အဖွဲ့တွေကိုအမိန့်ထုတ်ပြောဆိုသွားပြီးလက်ရှိမှာတော့ပြည်တွင်းမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ရုပ်ရှင်လုပ်ငန်းတွေနဲ့ဖျော်ဖြေရေးလုပ်ငန်းတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်ဒီလိုအချမ်းဖတ်မောင်မောင်အောင်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးပြည်သူတွေကတော့အမှုပညာရှင်တွေကိုပြောရမှာထက်နိုင်ငံရေးမှာစစ်တပ်ကဝင်ပါနေလို့တိုင်းပြည်ကအခုလိုတွေဖြစ်နေတာဆိုပြီးဝေဖန်ပြောဆိုထားကြတယ်လို့တချို့ကလည်း မမောင်အောင်ကတော့တဏိကမှရကုံမှာပြစ်တက်ခံရတဲ့ဗိုလ်မှုချုပ်ချိုးထုံးအောင်နောက်ကိုလိုက်ချင်နေပြီထင်တယ်ဆိုပြီးတော့ပါလူမှုကွန်ရက်တွေမှာမှတ်ချက်ပြုပြောဆိုထားကြပါလိမ့်ခင်ဗျတဖက်မှာတော့မကွေးတိုင်းစလင်းမြို့ပေါ်ကချက်ဖက်စကောင်စီရဲ့မြို့မှာ yes scan စူပေါင်းရုံတဲ့လင်းစင် yes scan တို့ကိုတော်လန်ရေးပူပေါင်းတက်တွေကဒီကနေ့မေလ24ရက်နေ့မနက်ပိုင်းမှာပဲဝင်ရောက်တက်ခတ်ခဲ့တယ်လို့စလင်းမြို့နယ်ပကပတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ ဒီကနေ့မေလ24ရက်နေ့မနက်အစောပိုင်း3နာရီလောက်ကပဲဇလင်းမျိုးပေါ်ကအချက်ဖက်စကောင်စီရဲ့မြို့မယက်စကန်စူပေါင်းရုံနဲ့လင်းစင်ယက်စကန်တို့ကိုတော်လိုင်းပူပေါင်းတပ်တွေကတပြိုင်တည်းဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီမှာနှစ်ဖက်အပြန်လန်ပစ်ခတ်မှုဟာတနအိနိဘကြတဲ့အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စကောင်စီဘက်ကစစ်ကူတွေပါထပ်ဖြစ်ရတဲ့အထိဖြစ်သွားပြီးလက်ရှိဇလင်းမျိုးရဲ့အခြေအနေက မြို့ပေါ်ကလွဲပြီးတော့မြို့ရဲ့ပပတ်လင်မှာတော်လိုင်းရင်တက်တွေကသာနေမီအများဆုံးထိမ့်ချုပ်ထားတဲ့အခြေအနေဖြစ်တယ်လို့စီရေးကတော့တင်းမာနေတဲ့အခြေအနေမှာရှိတယ်လို့လဲစလင်းမြို့နယ်ပကပတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဆန္ဒရှင်စနစ်တိုက်ဖြတ်ရေးတိုက်ပွဲဝင်ဖို့မွန်ပြည်သက်ပါတီ AD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော်တို့ပူးပေါင်းပြီးရမညမွန်တပ်တော်ဖွဲ့စည်းထူထောင်လိုက်တယ်လို့အဲ့ဒီအဖွဲ့နှစ်ခုကထုတ်ပြန်ကြေညာထားပါတယ်ဒါကတော့အခု2025ခုနှစ်မေလ24ရက်နေ့ဖြစ်တဲ့ဒီနေ့မှာပဲ ဇန်နာရှင်တိုက်ဖြတ်ရေးမွန်ပြည်သက်ပါတီ AD နဲ့မွန်ပြည်လွတ်မြောက်ရေးတတော် MLA တို့ဟာဇန်နာရှင်စနစ်တိုက်ဖြတ်ရေးနဲ့ကိုပိုင်ပြားထမ်းပိုင်ခွင့်အပြည့်အဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးရည်ရွယ်ချက်နဲ့နှစ်ဖွဲ့အတူတူပူးပေါင်းပြီးရာမညမွန်တက်တော်ကိုဖွဲ့စည်းလိုက်တယ်ဆိုပါတယ်။အဲ့ဒီအတွက်လက်ရှိဇန်နာရှင်စနစ်တိုက်ဖြတ်ရေးမှာရာမညမွန်တက်တော်အနေနဲ့အဖိနှိတ်ခံဘွားဒူတော်လန်ရေးမဟာမိတ်အဖွဲ့စည်းတွေအားလုံးနဲ့အတူ ဇာနာရှင်စနစ်အမြန်ဆုံးချုပ်ငိမ့်မှုအတွက်အတူတကွပူပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းအဲဒီနှစ်ဖွဲ့စလုံးရဲ့ထုတ်ပြန်ချက်မှာဆိုထားကြပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံမှာအခု2025ခုနှစ်ပထမ3လအတွင်းမှာပဲမြန်မာနိုင်ငံသားတွေကကွန်ဒိုအခန်းပေါင်း400ကျော်ကိုထိုင်းဘတ်ငွေ1ဘီလီယံကျော်တန်ဖိုးအထိဝယ်ယူအသုံးပြုထားပြီးထိုင်းနိုင်ငံရဲ့ကွန်ဒိုဝယ်ယူမှုမှာဒုတိယအများဆုံးနိုင်ငံအဖြစ်စည်ရင်းဝင်နေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ဒါကတော့ လက်ရှိထိုင်းနိုင်ငံမှာအခု2025ခုနှစ်ပထမ3လအတွင်းမှာပဲတရုတ်နိုင်ငံသားတွေကကွန်ဒိုအခန်းပေါင်း1400ကျော်နဲ့ထိုင်းဘတ်ငွေ6ဘီလီယံကျော်တန်ဖိုးအထိဝယ်ယူအသုံးပြုထားပြီးပထမနေရာမှာရှိနေတယ်လို့ဒုတိယနေရာမှာတော့မြန်မာနိုင်ငံသားတွေကကွန်ဒိုအခန်းပေါင်း400ကျော်ကိုထိုင်းဘတ်ငွေ1ဘီလီယံကျော်တန်ဖိုးအထိဝယ်ယူအသုံးပြုထားပြီးတစ်ဖက်ကတတိယနိုင်ငံနေရာမှာတော့ရုရှားနိုင်ငံရှိနေတယ်ဆိုပါတယ်လက်ရှိထိုင်းနိုင်ငံအင်ချမ်မြေတည်င်းအချက်လက်စင်တာရဲ့စုဆောင်းထားတဲ့အချက်လက်တွေအရာ ထိုင်းနိုင်ငံမှာနိုင်ငံသားတာကွန်ဒိုဝယ်ယူမှုဟာအနည်းငယ်ကျဆင်းသွားပြီမဲ့ဒေယုနိုင်ငံသားတွေကတော့ပထမနေရာကနေကွန်ဒိုအများဆုံးဝယ်ယူမှုနဲ့ဥဆောင်နေပြီမြန်မာနိုင်ငံသားတွေကတော့အခုနောက်ပိုင်းထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူမှုတွေတိတိတတ်တာကိုမြင့်တက်လာသလိုဝယ်လိုအားတွေဟာညော့မသွားဘဲဆက်လက်တိုးပွားနေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျ